ပါဠိကျမ်းသာတွေကိုသဒ္ဓါနိကျတွေနဲ့လိုက်ရင်းနဲ့ဗုဒ္ဓရဲ့စာပေတွေနဲ့ဝေးဝေသွားတာစာပေကတော်လန်ရေးတွေအတွက်ကိုအမြဲတမ်းလှုံ့ဆော်ပေးပါတယ်မိတ်ဆွေများအားလုံးတော်လန်တော်နေသက်ပါ စာပေတွေကတော်လန်ရေးတော်လန်ရေးတွေကစာပေအစီအစဉ်ကနေပြန်လဲကျူဆူလိုက်ပါတယ်ဘုရင်တို့ဒီတစ်ပတ်မှာတော့ကြပြဆရာအယ်ဒီတာစာရေးဆရာမောင်စိုးချိန်နဲ့အတူတော်လန်စာပေကိုဖန်တီးခဲ့ကြသောစာပေကဝိပညာရှင်များအကြောင်းကိုဆွေးနွေး ွားကြမှာပဲဖြစ်ပါတယ်စင်တွေးချက်ပထမပိုင်းကိုအခုလိုလေ့လာကြမှာပဲဖြစ်ပါတယ်တွန်လိုင်းကိုကြည့်မယ်ဆိုရင်ဗမာပြည်မြန်မာနိုင်ငံပေါ့ဗျာဗမာပြည်လူအဖွဲ့အစည်းမှာ nature စတင်ရအမျိုးသားလွတ်မြောက်ရေးဒါပထမဆုံးတွန်လိုင်းကြီးပေါ့အဲ့တော့တွန်လိုင်းကြီးကစပြီးတော့ဖြစ်ပေါ်လာပုံကြည့်တဲ့အခါမှာ nature အင်္ဂလိပ်ကကျူးကျော်စစ်ကိုသုံးချိန်ကျင်းပပါတယ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပါ နေချက်ဒီကကျူးကျော်တဲ့အတွက်ကြောင့်မလို့ကျူးကျော်စစ်ကိုခုခံတဲ့နေချက်ဆန့်ကျင်တွန်းဟန်ကြီးဟာပေါ်လာတာဖြစ်ပါတယ်ဒါကဥပမာတစ်ခုပါနောက်တစ်ခါနေချက်ဆန့်ကျင်မျိုးသားလူမြောက်ကြီးတိုက်ပွဲတွေမှာပြန်ကြည့်တဲ့အခါမှာတွန်းလိုင်းကိုပြန်ကြည့်တဲ့အခါမှာဂျပန်တွန်းလိုင်းကိုတွေ့ရမယ်ပြီးတဲ့အခါမှာဂျပန်တွန်းလိုင်းကြီးပြီးတဲ့အခါကျတော့နေချက်ဆန့်ကျင်မျိုးသားလူမြောက်ကြီးကဒဂါနအနေနဲ့ပြီးဆုံးသွားပြီးတော့ပြည်တွင်းစစ်ကြီးဖြစ်ပေါ်လာတယ်ကျတော့အရင်စားလေးပေါ့နော်ဆရာ ်ဦးဇင်းတို့ဒီ nature စန့်ကျင်ရေးဆိုလို့ဆရာဆက်လိုက်လို့ပေါ့နော်သူတို့ nature စန့်ကျင်ရေးကိုဦးဇင်းတို့စာပေနဲ့ကြ བྱ ာနဲ့စတဲ့လှုပ်ဆော်ခဲ့တယ်လို့ပဲဦးစင်းမြင်နေပေါ့နော်မြင်နေဆိုတာကအဲ့ခက်ကဦးစင်းတို့ဒီဘောမင်းပါတော်မူသွားတဲ့အေနောက်ပိုင်းမှာပေါ့နော်ဒီဘန်းနေသေးတော်ကြီးရဲ့တမိုင်းဝင်ကြ བྱ ာတပုတ်ထွက်ခဲ့တယ်လေးစရာအဲအမိတော်မတိအော်ကောင်းဤဆိုတဲ့ကြ བྱ ာလေးစရာခီတုံနန်းသုံးကျင်းငန်းသုံးနဲ့မြို့သုံးတုံညာသုံးသုံးကားတင်ဖြစ်လာရပြီဒုဒတွေကတေတော်မတိအော်ကောင်းဤသူ့ဂျွန်ထဲမှာနေမဲ့အစားပေါ့နော် ဟိုသူများခိုင်းဖတ်ဖြစ်မယ်အစားငါတို့ဟာတည်လိုက်တာမှကောင်းသေးกว่าဆိုပြီးတော့မှဥသိန်းတို့ဟိုမြန်မာပြည်သူလူထုကိုဟိုနေချက်စန့်ကျင်ရေးတွေစိတ်တွေနှိုးချလာအောင်နှိုးချလာအောင်နှိုးခဲ့တာတွေရှိတယ်ပေါ့နော်ရှိခဲ့တာပေါ့ဒါမျိုးတွေရှိခဲ့တယ်စက်သက်ပါအောင်များဒီစန့်ကျင်ရေးနေချက်စန့်ကျင်ရေးအကြောင်းတွေမှန်ပါဗျာအဲ့တော့ခုနပြောခဲ့တဲ့အတိုင်းပေါ့ဂျပန်ဖက်စစ်ကိုဒီပြီးတော့တော်လန်ခဲ့ကြတယ်ဖက်စစ်တော်လန်ကြီးတွေပေါ်လာတယ်အဲ့မှာလဲဖက်စစ်တော်လန်ကြီးကဗျာတွေစာပြီးအများကြီးထွက်ခဲ့တာပေါ့နော်ဟုတ်ထုံးလေးလကောက်မယ်အဲ့ရနေချက်စစ်ပွဲတွေ ပြီးသွားတဲ့အခါမှာပြည်တွင်းစစ်ပေါ့ပြည်တွင်းစစ်ကြတော့ဟာလာပြည်တွင်းစစ်ကြီးဖြစ်လာတဲ့အခါကျတော့ဘသူ့ကိုတော်လှန်တာလဲဆိုရှင်ပထမဆုံးကတော့ဖတ်စပလနော်အာနာရှင်တွေပေါ့နော်ဟုတ်ကဲ့ဘာကြောင့်တော်လှန်တာလဲဆိုရှင်နံပါတ်1ကတော့လွတ်လပ်ရေးကိုစာချုပ်ယူခဲ့တဲ့အခါကျတော့အကျွေးမဲ့လွတ်လပ်ရေးမရဘူးဟာပြန်လာတော့တိုင်းသားတွေကတိုင်းသားတွေကဒါပြီးလာပြီးပေါ့နော်ဟုတ်ကဲ့တိုင်းသားတွေကသူတို့ရဲ့ကိုပံပြတန်းခွင့်နဲ့ကိုကျမကိုဖန်တီးခွင့်မရကြဘူးအဲ့ဒီခါကျတော့သူတို့ 1948ဇန်နဝါရီလ4ရက်နေ့မှာဒါတပည့်တော်တို့အားလုံးသိတဲ့အတိုင်းပဲဆရာတော်တို့သိတဲ့အတိုင်းပဲလွတ်လာရေးကြီးညာတယ်အဲမနေ့4နိုင်မှာဇန်နဝါရီလ4ရက်နေ့မနေ့4နိုင်မှာဟလာလွတ်လာရေးကြီးညာတယ်လွတ်လာရေးရသွားတယ်သို့တော်အဲ့လွတ်လာရေးအမိခံဖြစ်ပြီးတော့1948မတ်လ28မှာပြည်တွင်းစစ်ကြီးစဖြစ်ပြီဆိုတော့အဲ့ရနေရာကနေပြီးတော့ဒီနေ့အထိကိုတစ်ဖြတ်ပေါ့တမိုင်းတစ်ဖြတ်ပေါ့တမိုင်းကန္တာတစ်ခုဖြစ်နေလက်လက်ကင်တော်လိုင်းကြီး လူလူတိုက်ပွဲတွေလူလူတုံ့ပြန်ရေးတွေဖြစ်ပေါ်လာတာပေါ့နော်အဲ့တော့ဒါကအချင်းချုပ်ပြီးပြောမယ်ဆိုရှင်နေချက်ဆန့်ကျင်အမျိုးသားလူမျိုးကြီးတိုက်ပွဲဟုတ်တယ်ဖက်စစ်တုံ့ပြန်ရေးတိုက်ပွဲတိုက်ပွဲပြီးတဲ့အခါမှာပြည်တွင်းစစ်မှာပြန်ပြီးခြုံကြည့်တဲ့အခါမှာအုပ်စိုးသူလူတန်းစားအသီးသီးနဲ့တော့ဖက်စစ်စစ်အာဏာရှင်စနစ်ကိုတုံ့ပြန်တာဖြစ်တယ်ဟုတ်တယ်ဟုတ်တယ်ခန္ဓာ၃ခုပေါ့အဲ့ဒီခန္ဓာ၃ခုမှာမှစာရေးဆရာတွေကဗျာဆရာတွေကာတွန်းဆရာတွေဆောင်းမဆရာတွေအဆင်းဆရာတွေစသည်အဖြစ် စာရေးဆရာတွေကြပြဆရာတွေတော့ဘပကြည်ဘပူပါပါလာတော့ပေါ့နော်အဲ့ခါမှာတွန်လိုင်းရဲ့ပုံရိပ်တွေအမျိုးမျိုးနဲ့ twin to ပြီးတော့ဖော်ထုတ်တာပေါ့ဗျာအဲ့ဒါပါပဲဆိုတော့ဆရာတော်ကပြောတဲ့ဟာလေးပြန်ပြီးတော့စမယ်ဆိုရှင်စာပီကတွန်လိုင်းရေးတွေအတွက်ကိုအမြဲတမ်းလှုံ့ဆော်ပေးပါတယ်ဟုတ်တယ်။ဒါဆရာတော့အဲ့ဒါတွေ့ရှိချက်ကလေးတွေထပ်ပြောပါဦး။ဆိုတော့ဒေါ်လန်ကြီးကနေပေါက်ဖွာလာတဲ့စာပေတွေလည်းရှိပါတယ်။မှန်ပါဗျာ။သူတို့မြင်ရတာတော့လေ။ဆိုတော့အဓိကကတော့ဒီ တော်လန်ရေးစိတ်ဓာတ်တွေနဲ့ရေးသားခဲ့ကြတဲ့စာပေတွေကြောင့်တော်လန်ရေးတဲ့ကစာပေဖြစ်လာတာပါဗျာမှန်ပါဗျာအဲ့ဒီရဲ့စာပေတွေကိုပဲဖတ်ပြီးတော့မှဥစဉ်တို့နဲ့တော်လန်ရေးစိတ်ဓာတ်တွေပြန်မွေးဖွားတဲ့အခါမှာစာပေတွေကတော်လန်ရေးတွေထပ်ပြီးတော့ဖြစ်လာကြတဲ့အနေအထားမျိုးတွေရှိတာပေါ့နော်ဆိုဥစဉ်တို့ဆိုလို့ရှိရင်စာပေဟာခေတ္တခေတ္တမှာတော်လန်နေစရာခေတ္တခေတ္တမှာတော်လန်နေဆိုတာကဥစဉ်တို့အင်းဝါခေရှမာရရဒါရတို့ရှမာတနာဝန္တတို့ဟိုရှေဟုတ်တမကျော်တို့စားကြည့်တဲ့ဒီ စာပေတကယ်ဟိုရှိကြတယ်ပေါ့နော်ဒီစာဆိုပညာရှင်တွေစာဆိုပညာရှင်တွေရှိကြပါတယ်ရှိကြတဲ့အခါမှာအဲ့ဒီခေအဲ့ဒီခါမှာလည်းပဲတော်လန်ခဲ့ကြတဲ့စာပေတွေရှိတယ်သင်တို့ဆိုလို့ရှိရင်ဒီသူစီပုဘာဝိလိတိတာအခရာဆွဲသုံးဤရှိလုံးကိုဒီကုန်းပန်းတွင်နေတိုင်းဆင်လို့ဆိုတဲ့ဟိုရှမလီရောရှမဒီလောန်တာသုံးမသာကြီးဦးသင်တို့လည်းအဲ့ခေတကယ်လုံးကိုပြန်ပြီးတော့ဟိုဂျားပြတ်ပြောမယ်ဆိုရှင်တော့ပေလေးပင်ရှင်ပေလေးပါတို့ဟုတ်တယ်ပေလေးပင်ရှင်ဦးတမကျော်တို့ဟုတ်တယ်ပေလေးပင်ရှင်လေးပါအဲ့အချိန်တုန်းကသူက ပေလေးပင်ရှင်လေးပါရှင်ဥအဲ့ရှင်မသူလွန်တာတို့နော်ရှင်ဦးညူတို့ရှင်ဦးသမကျော်တို့အဲ့ပေလေးပင်ရှင်လေးပါနဲ့အတူခစ်ပြန်ပေါ်လာတာကရှင်မရထတာရရှင်မရထတာပါအဲ့အဲ့မှာသူဟာတွေပေါ့ပြို့တွေကြပြားတွေလင်္ကာတွေအများကြီးရေခဲ့ကြတာဆိုတော့အဲ့ထဲမှာမှအဲ့ရှင်အဲ့ခစ်ကာလာတို့ကလည်းပဲဒီဦးသိန်းတို့ရဲ့ဒီစာပေတင်ကြားရေးမှာကဟိုဒါကြက်ဒါပြေဒါ စနစ်လေမမတော့ဟိုဂန့်ကူဇာနေကိုသွေးပြီးတော့မှဟုတ်လားဒီကညစ်ပေါ်မှာဟိုနဖူးစွန်းနဲ့ဒူပွန်းခံပြီးတော့မှဆရာသမားရဲ့ခြေတော်ရင်းမှာဦးသူကလိုက်ခဲ့ကြရတဲ့ခစ်တွေကိုပြန်ပြောင်းပဲခုနကလေနဖူးနဲ့နဖူးစွန်းနဖူးစွန်းနဲ့ဒူပွန်းခံကကိုယ်ွယ်ပြီးတော့မှဦးသူကဟိုပစစ်တုပ်ပြီးတော့မှစာပေတွေလိုက်ကြအသာဝိုင်းလိုက်ကြရတာကိုအဲ့ဒီကတော့အဲ့မှာကာကြီးဆိုရင်ကာကြီးကညစ်ပေါ်မှာ ရေဟုတ်လားခါခွေးဆိုခါခွေးအဲ့ဒီမှာမှာနောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ဒီကျသွားမင်းတို့လက်ထက်ကသပြီးပရမတ္တဘိန္ဓုတို့တရတဘိန္ဓုတို့တံမြင်တီကာတို့ကအဲ့လိုမျိုးဟာပေါ့နော်စာရည်အများကြီးဥသင်တို့ဟာပေါ့အခရာကျမ်းတွေပေါ့တရာကျမ်းတွေအများကြီးဓာတွေကိုအာကုန်ရမှဆိုတော့မှဒီရဲ့တရာကျမ်းတွေထဲမှာလိုက်နေရင်လိုက်နေရင်နဲ့ပါဠိကျမ်းသာတွေပေါ့နော်ဟိုပါဠိတရာကျမ်းသာတွေလိုက်ရင်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 နဲ့ဘာဖြစ်သွားလဲဆိုတော့ပါဠိကျမ်းသာတွေကိုတရာနိကျရင်နဲ့လိုက်ရင်နဲ့ဗုဒ္ဓရဲ့စာပေတွေနဲ့ဝေးဝေသွားတာ ဟုတ်ပါဟုတ်ပါဝေးဝေးသွားတဲ့အခြေအနေပေါ့အဲ့ခက်ကပေါ့အဲ့မှာရှင်မာတိလောင်သားကဘာထရေးလိုက်လဲဆိုလို့ရှိရင်ဆွေနှွေယောနောဟောပြောမဲ့ထွေပေချက်ရည်ဖြင့်ကုံစီစန်းတာတင်ကြီးပါလေဘယ်မှာကုံကြီးကျော်တော့တင်ကြီးမှာမှာဒီဟာနဲ့ဦးသိန်းတို့ရဲ့စပေတော်လိုင်းကြီးကိုလှုပ်နှုတ်လာခဲ့တာဒါဦးသိန်းမြင်တဲ့အမြင်ပေါ့ဒီရုပ်ကိုအတွက်ဒီရုပ်ကိုခွဲနဲ့ကျသောမင်းတို့လက်ထက်ကလေးအားသာဦးသိန်းတို့ဒီဗုဒ္ဓစာပေကိုကျင်းနေလာခဲ့ကြတဲ့အခါမှာမှန်ပါဗျာဟုတ်ကြက်ပြီးတော့ပဲ မှတ်သားခဲ့ကြတာလေကိုအတင်္ဂါယနာသက်သက်ကိုပြန်ကြည့်မယ်ဆိုလဲနှုတ်နှုတ်ငုံမဲ့ဆောင်ခဲ့ကြတာလေအခုသတ္ထတင်္ဂါယနာအထိထားပါတော့ဟိုသရုတ်ထတင်္ဂါယနာနဲ့ပိသမတင်္ဂါယနာသတ္ထတင်္ဂါယနာကတော့ပေထက်ဒီပေါ်မှာကြောက်ထက်ဒီပေါ်မှာလက်နေဆက်ဒီပေါ်မှာတော့ဒါအခရာတွေထွန်းထုတ်လာကြပြီပေါ့နော်အဲဒီတော့မှတ်မှတ်ရဆိုအာကောတော့ကအာတော့ကလက်ထက်ဆိုရင်အခရာစတင်ပြီပေါ့နော်မတင်သေးဘူးဆရာ အတော့ကလက်ထက်ကကြတော့တတိယတေကအခက်ပဲရှိသေးတယ်အဲ့ဒီမှာလည်းနှုတ်နဲ့ဆောင်ခဲ့တယ်တီဟိုခေရောက်လာတဲ့အခါကျမှသင်းတို့ဒီဒေါရဂါမဏီမင်းတို့မှုပြုတ်ပြီးတော့မှတင်ခဲ့ကြတဲ့အခါကျမှပေထက်အခရာအဲ့ကျမှအခရာတလုံးဖျားတစူးဆိုပြီးချင်းနေနေပေါ့ဗျာအဲ့ဒီမှာတင်လာခဲ့ကြပြီးတော့မဖြစ်လာလဲဆိုတော့ဓာကျက်ဓာဖြီဆိုတော့တင်လာခဲ့တယ်ဒါပေမဲ့ကျန်းသားတွေကပိတကသုံးပုံခေါင်းထဲမှာဝင်နေတာပဲနှလုံးသားထဲမှာရောက်နေတာပဲ မှန်ပါဒါပေမဲ့အဲ့မှာသူဘာလာလဲဆိုတော့အဲ့လိုနှုတ်ငုံဆောင်ထားတဲ့စီးပုထားတဲ့အဲ့ဒီရဲ့ပိဋကသုံးပုံတွေကိုဆွေနှွေခြင်းရောနောဖလဲခြင်းဟောပြောခြင်းမပြုတ်ဘူးဆိုရင်တဲ့စမ်းနေစမ်းကြမ်းနေလင်္ကာကြမ်းနေဒီပိဋကသုံးပုံတွေမကဘူးတက်မြောက်ထားတော်လဲပဲမကြော်တော့ဘူးတဲ့ဥသိန်းတို့လည်းပဲဖြတ်တန်းလာခဲ့ရတဲ့ဘဝတစ်ချောင်းလုံးမှာအာကုန်ရမှအာကလူဆိုပြီးတော့ ဖြတ်တန်းခဲ့ကြရတာကိုဆိုတော့ဦးသိန်းတို့ရဲ့ဒီပထမပြန်လို့ခေါ်တဲ့ဒီမြန်မာနိုင်ငံမှာဖုန်းကြီးတွေဖြည့်နေတဲ့စာမေးပွဲပေါ့နော်စာမေးပွဲတွေမှာလည်းပဲပြန်ကြည့်တဲ့အခါမှာဓာကျက်ဓာပြစနစ်နဲ့ပဲသွားတာဆွေးနွေးမှုတွေမရှိဘူးဟိုဟောပြောမှုတွေမရှိဘူးဒီဟာကတန်တိကကြလာအကာတိကကြလာဆိုပြီးတော့ဒီစာပေတွေကိုလေ့လာတဲ့အခါမှာကေသားမှုတွေတုံးနေအညီဦးသိန်းတို့မဆုံးဖြတ်ကြဘူးနော်ပြီးတော့ကျတော့ဓမ္မရဲ့ဂုံကြီး၆ချက်နဲ့အညီလဲ မသွင်းသွေးကြဘူးပေါ့နော်ဟိုလက်တွေ့ကြကြကိုမဖလှယ်ကြတဲ့အခါမှာအဲ့မှာဦးသင်းတို့ရဲ့ပြိတ္တကတ်ထဲမှာဂျင်းနေအများကြီးပေါ်ပေါက်လာတာပေါ့တော်လန်ရေးကအဲ့ဒီမှာစတာလို့ဦးသင်းမြင်တယ်ပေါ့နော်မှန်ပါဗျာအေးစာပေတော်လန်ရေးပေါ့နော်စာပေတော်လန်ရေးစာပေတော်လန်ရေးစာပေတော်လန်ရေးစတဲ့အခါမှာစာပေမြင့်လာမယ်စာပေမြင့်လာမှလူမျိုးတွေတင့်လာပြီးတော့မှအာနာရှင်ကိုတော်လန်လာလိမ့်မယ်လို့ဦးသင်းမြင်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဦးသင်းတို့လည်းပဲဦးသင်းတို့လစ်လာခဲ့တဲ့စာပေတွေရဲ့ခီးเจ้าနဲ့အရှိကြီးတွေနဲ့ဖြတ်တန်းခဲ့ရတဲ့မှာ ော်လန်ရေးစာပေကြီးလည်းအများကြီးသူတွေဖတ်ခဲ့မှတ်ခဲ့ကြရတယ်ရှိတာပေါ့ဆရာရေဟုတ်ကဲ့မှန်ပါဗျာဗုဒ္ဓစာပေဟုတ်လားတော်လန်ရေးစာပေဖြစ်ပေါ်လာပုံပေါ့နော်ဒါကိုကောက်နှုတ်ပြီးတော့ကအရှင်ဒီဇာနန္ဒဦးစင်းနေနဲ့ကအာဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီဘက်ပိုင်းမှာအာကျွန်တော်အနေနဲ့အလင်းနဲ့ထားပြီးတော့ပေါ့နော်ထပ်ပြီးတော့ဆွေးနွေးကျင်တာကတော့ဒီတော်လန်ရေးနဲ့စာပေနဲ့ဘယ်လိုဆက်ဆက်သလဲအဲ့ခါမှာတပည့်တော်နည်းနည်းလေးအချင်းချုံးပြီးတော့တင်ပြကျင်တာ ဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီဘက်ဖက်စစ်တွန်လန်ရေးမှာလက်ချက်ဆန့်ကျင်အမျိုးသားလွတ်မြောက်ရေးအဲ့မှာဆရာကြီးတခင်ကိုရောင်မိုင်းရဲ့စာပေခန္ဓာအဲ့ဖက်စစ်တွန်လန်ကြီးကလာတက်လျှောက်လုံးပေါ့လက်ချက်ဆန့်ကျင်အမျိုးသားလွတ်မြောက်ရေးဆိုတော့ဒါဖက်စစ်တွန်လန်ကြီးပါတခါလဲပါသွားတာပေါ့နော်ဟုတ်ကဲ့အဲ့ဒီတွန်လန်ကြီးတစ်ခုလုံးမှာစာပေရတော့ဥဆောင်တာတော့ဆရာတော်တို့တပည့်တော်တို့ ဦးစင်းတို့ဒီပြီးတော့တို့တည်တဲ့အတိုင်းပါပဲဆရာကြီးတခင်ကိုတော့မိုင်းတယ်ကိုတော့မိုင်းဂလုံးဒီကာတွေခွစ်ဒီကာတွေနဲ့ဂလုံးဒီကာနဲ့ဟုတ်လားအများကြီးပေါ့နော်ရေကြိုးကြီးတွေကြပြားကြီးတွေနဲ့လေကဲခေါင်းစဉ်တွေပြောပါဦးအဲဂလုံးဒီကာရှိမယ်ခွေးဒီကာရှိမယ်ရောက်ဒီကာရှိမယ်နော်အဲဝန်တန်လူစိတ်တက်တွေဟုတ်တယ်အဲအမျိုးတွေနဲ့ဝန်တန်လူစိတ်တက်တွေတဖွာဖွာပေါ်ပေါ်လာအောင်ဆိုဒီလိုဒီကာကြီးတွေနော်ကြံကြီးတွေပေါ့နော်ဟုတ်ကဲ့မဟာလေးကျိုးလို့ခေါ်တာပေါ့ဖေဟုတ်တယ်မဟာလေးကျိုးကြီးတွေနဲ့ဆရာမဟာလေးကျိုးကြီးတွေနဲ့ဒါပေမဲ့နော်ဆရာအေး ဆရာတကူကရောမိုင်းဆိုရင်အဲ့ခေတ်ကဆိုရင်စာပေရဲ့ဖခင်ကြီးလို့ပြောလို့ရတယ်တွန်လန်စာပေရဲ့ဖခင်ဟုတ်တယ်တော်တော်လည်းပဲသူဟာနေချဲ့တွေရဲ့ဘုံတော်ဘွဲကိုဘယ်တော့မှမရဘူးဘုံတော်ဘွဲတွေရေးဖို့လည်းပဲတခင်ဆရာကြီးတခင်ကိုရောမိုင်းကိုလာပြီးတော့ဒီလိုစာပေလည်းရေးပေးပါဦးဘောင်းဆိုဆရာကြီးရဲ့အကုန်ပေါက်တာဟုတ်ရေးပေးပါဦးဒါကြောင့်မို့ဒီခုဒီမှာလာနေတဲ့ဒီဘာတော့ဘီယန်ကန်ရဲ့အကြောင်းနေပေါ့နော်ရေးပေးပါဦးပြောတဲ့ခါမှာရှာကိုလက်ညှိုးထိုးပြပြငါရှာပေါ်မျက်ပေါက်ချင်းပေါက်သွားပါသေးဒါလိုမျိုးကျွန်သားတွေငါတို့မရေးဘူးပါဆိုတဲ့ ဆရာသခင်ကိုတော်မှန်းရဲ့စာပေပေါ်မှာထားတဲ့တစ္ဆာတနေရာအဲ့နေရာမှာတွေ့ရတယ်ပေါ့နော်တနည်းပဲတွန်လိုင်းစိတ်တပ်ပဲတွန်လိုင်းစိတ်တပ်ပဲတွန်လိုင်းစိတ်တပ်ပါဆိုတော့အဲ့ဒီဟာစပြီးတော့တွန်လိုင်းစိတ်တပ်ဟုတ်လားစာပေတွန်လိုင်းအတွေးခေါ်တွန်လိုင်းစိတ်တပ်ကိုစတင်ပြီးတော့ပြိုးထောင်ပေးတဲ့ဆရာဆရာကြီးကိုဒီနေ့ထိအဒီပြတော်တို့အားလုံးကမမိမလျော့ပဲနဲ့သူ့ရဲ့လမ်းစဉ်တိုင်းဆက်ပြီးတော့လိုက်ခဲ့ကြတာပေါ့ဖေဟာအဲ့တော့သူ့စာပေကဘလောက်အထိများ တက်ရောက်တယ်ဆိုလဲဆိုရှင် तू မတည်ခင်ကာလပြည်တွင်းငင်းချင်းလှုပ်ရှားမှုပါပဲဆရာဆရာဤတခင်ကိုတော်မင်းကသူကတွေးတာပေါ့နော်ဆရာကြီးက तू ကသူ့ရဲ့ဘဝတမိုင်းတလျှောက်လုံးမှာလဲတော်လန်ရေးနေပဲနေခဲ့တာအားရပြီမှာလဲပဲဒီဦးသူတို့အာနာရှင်တော်လန်ရေးစိတ်ဓာတ်တွေဘယ်ထပ်ပြီးတော့ဟိုမျိုးသက်တွေထတ်ချပေးကြတာပေါ့84เนาะဆရာ84 85နေတယ်ဆိုတော့ဆရာကြီးကလည်းလက်ရှိအသက်ရှင်နေကာလကလည်းစာပေတွေနဲ့ဒေါ်လာငှဲ့တယ်ဒေါ်လာကြီးပေါ်မှာဒိုင်းမတ်မတ်ရက်တည်ခဲ့တယ်လို့ နောက်ဆုံးထွက်တဲ့အထိပဲတော်လန်ရေးစိတ်ဓာတ်တွေကိုထပ်ပံပြီးမွေးဖွားပေးခဲ့တယ်ပေါ့ဆရာကြီးမှန်ပါဗျာအဲ့လိုမျိုးပေါ့85 86ဒါဆိုရင်အာမှန်းရပြေးကနေစပြီးတော့ကအာဆီယနာရှင်စင်းနေဖြတ်သိမ်းရေးအထိပေါ့နော်ဟုတ်တယ်တနည်းအားဖြင့်တော်လန်ရေးစိတ်ဓာတ်တွေတော်လန်ရေးအတွေးခေါ်တွေတော်လန်ရေးဝိညာဉ်တွေစိတ်ဓာတ်ဝိညာဉ်တွေကိန်းအောင်လာဖို့အတွက်ပေါ့ဆရာကြီးစပြအများကြီးပဲဟုတ်တယ်ဟိုပေးဆက်ခဲ့ပါတယ်ပေးပေးအပ်ခဲ့ပါတယ်ဆိုတော့ ဒါတွေကိုကြည့်ရတယ်အဲ့မှာသောသောကနေမှစာပေမျိုးဆက်တွေဆက်ခဲ့ရလေမမဆိုဆရာမောနေအောင်တို့လူတို့တော်မာတို့လူတို့ဥလာတို့ဆရာမြတ်တန်းတင်ဆရာမြတ်တန်းတင်တော့ဟုတ်တယ်ဆိုတော့ဒီဆရာကြီးရဲ့ဆက်ပြီးတော့ကဆရာကြီးရဲ့လမ်းစဉ်အတိုင်းပဲဆက်ပြီးတော့အာချီတက်လာကြတာဖြစ်ပါတယ်ဒါတော့ကဗျာဆရာမောင်ဆုချိန်နဲ့အတူတော်လန်စာပေကိုဖန်တီးခဲ့ကြတဲ့စာပေကဝိပညာရှင်များအကြောင်းကိုစင်တွေတင်ပြခဲ့တာပဲဖြစ်ပါတယ်စင်တွေရဲ့ဒုတိယပိုင်းကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက် အားလုံးစောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုတရင်ကောင်းပါအပ်ပါတယ်အားလုံးကိုကျေးဇူးများစွာ တင်ရှိပါတယ်